စရာမိတော့ဟူသည်အစံထူးပဲမရှိသည်ပါသောသောကလေးမြိုင်းမေလုံးဝဘလို့အဲ့ပီတီကတကယ်ပြောမတတ်ဘူးအရန်ပြော်တယ်တကယ်အဲ့တော့မြိတ်ဟောလို့ညလုံးမှာအဲ့လိုမြိတ်လေးတောင်နည်းနည်းဝဲချင်သွားတယ်ညီညီမရဲ့၁၀ရောက်ရှိချင်းတယ်အကောလုံးအရန်ချစ်တယ်ကလေးရင်ချစ်တဲ့တယ်မှာတော်တော်ပါတယ်ကိုယ်စလဲထိမ့်ပါပဲ ဒီနေ့တည်တယ်သမီးဟုတ်အာအပြင်မှာတော့လို့အရင်တော့မစုံဘူးလိုင်းပေါ်မှာတည်ရယ်ပြောထားသေးရယ်နောက်ဆိုလို့ရှိရင်အလူဆိုလေဂီယာမှာလူတင်ပါတယ်လို့လည်းပြောထားသေးရယ်ဂီယာလည်းလူဦးမှာမင်္ဂလာပါရှင်ဟုတ်အာဒီနေ့ကဒီတိုင်းလူတင်တာပေါ့နော်လူတင်လို့လူတာပါအာဒီနေ့အမမေရဲ့ဝင်ဝင်နဲ့ရောသမီးနုပညာချင်းတွေကလက်ခုပေါင်းပြီးလူတာပါဟုတ် ဟာအဲ့မှလေးသမီးအဝေးကနေကြည့်ပြီးတော့မြည်လေးတော့ဝဲခလေးတွေကိုကြည့်ပြီးတော့တော်တော်ဝမ်းသာပီတိဖြစ်ရပါတယ်။အာတီတီခိုင်နှွေးရေစာရောကိုကိုတိုင်းလည်းတော်တော်ဝမ်းသာပီတိဖြစ်ရတယ်ခလေးလေးကိုလည်းကြည့်ပြီးတော့လေမိခင်တကယ်ကိုတကယ်ကိုမိခင်ကောင်တယောက်ပေါ့နော်အမိခင်ကောင်တယောက်ဆိုတော့ဘာမှမလိုတော့ဘူးလေနော်သူ့ရဲ့လုံးဝတင့်တထထားနိုင်တယ်တကယ်ကိုမိခင်ကောင်တယောက်ရဲ့အရေးချင်းတွေတွေ့ရတဲ့တော်တော်ဝမ်းသာပါတယ်ဘာမှမလိုတော့တာ ိုင်းမေလုံးဝဘလို့အဲ့ PT ကတကယ်ပြောမတတ်ဘူးအရန်ပျော်တယ်တကယ်အဲ့တော့မြေဟိုလိုမျက်လုံးမှာအဲ့လိုမြေရင်လေးတောင်နည်းဝဲချင်သွားတယ်အရန်ဝမ်းသာ PT ဖြစ်တာခလေးတွေအစားခလေးအရန်ကန်ကောင်းနေဆိုပြီးတော့မြင်မိရယ်အဲ့တော့အဲ့တော့ဒီတော့ကောင်းကောင်းပါပါဆိုတော့ပြောကြတဲ့စကားကိုကိုလက်ခံသွားတယ်ပေါ့။အရင်လက်ခံတာပေါ့။ခလေးရင်ကန်ကောင်းတယ်။ဟွန်းချစ်တယ်။သမီးကခလေးချစ်တယ်။အိမ်မှာဆိုတူရီအာညီမရေပေါ့။တူတော့မရှိဘူး။ညီညီမရေ၁၀ယောက်ရှိတယ်။ချင်းနေအကုန်လုံးရမ်းချစ်တယ်။ခလေးရင်ချစ်တဲ့တယ်မှာတော်တော်ပါတယ်။ ကိုယ်စလဲထိမ့်ပါပဲအဲ့တော့အားရပြန်ခါလို့ခိုင်းဆိုတာကလေးပါဖြစ်ဖို့ဟုတ်ရှိရှိပါပြောထားသေးတယ်နောက်ဆိုလို့ရှိရင်အလူဆိုလဲဂီယာမှာလူကျင်ပါတယ်လို့လည်းပြောထားသေးတယ်ဂီယာလည်းလူဦးမှာဟုတ်ဟုတ်တယ်ဒီနေ့တည်တယ်သမီးဟုတ်အာအပြင်မှာတော့အရင်တော့မစုံဘူးလိုင်းပေါ်မှာတည်ရယ်အပြင်မှာဆိုလို့ရှိရင်ဟိုရိုက်ကွေးတခါငငယ်တော့လိုက်ဖူတာနှစ်ခါလောက်ပဲအဲ့တော့လည်းဒီကသူ့အနေနဲ့သူရိုက်ကွေးလုံနေတာဆိုတော့အရင်တော့စကားမပြောပြဘူးလိုင်းပေါ်မှာတော့ ပျောက်ဖြစ်ပါတယ်။ကားရည်လေးလည်းစုံတင်တယ်ပေါ့။စုံတင်ပါတယ်ဒါတော့ဒီဘက်ကအများကြီးသူစားအောင်ပါ။ဟုတ်ကဲ့အဲ့ဒါဒီတစ်ခါအလူကတော့မေခိုင်းဘက်ကိုရောက်ဖို့တော့ရတယ်တော့ရကလုံးများနေတာပေါ့။လူမှာပါ။ဟုတ်အာသမီးဒါအခုဆိုကွန်မရှယ်လေးရေလက်ခံထားပါတယ်ရုပ်ရှင်နေလည်းအများကြီးချင်ပါတယ်လို့အပိတ်ကြပါဦးပြောချင်ပါတယ်